မင်္ဂလာပါရှင်ကျွန်မတေကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ငလျင်တန်ကြောင့်မန်းမြို့ရိုးအစိပ်ပိုင်းတချို့ပြိုကျတဲ့အကြောင်းဖော်ပြပေးပါမယ်ဒီနေ့မတ်လ28ရက်နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်မန်းလေးမြို့ရဲ့အထင်ကရတမိုင်းဝင်မန်းလေးနှမ်းမြို့ရိုးအစိပ်ပိုင်းတချို့ပြိုကျပျက်စီးခဲ့တယ်လို့ဒေသခံနေထံကသိရပါတယ်မြန်မာနိုင်ငံတဝမ်းမှာဒီနေ့မတ်လ28ရက်နေ့လယ်ပိုင်းကငလျင်တွေဟာတိတိတသာလှုပ်ခတ်မှု ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ် မြန်မာနိုင်ငံတဝန်ကငလျင်တန်တဲ့မျိုးတွေတဲမှာမန်လေးမျိုးလည်းတခုအပါဝင် ဖြစ်ခဲ့ပြီးတော့ငလျင်ကြောင့်မန်လေးနှမ်းမျိုးယူအစိပ်ပိုင်းတချို့ပြိုကျပျက်စီးခဲ့တယ်လို့မန်လေးလေရင်ကွင်းအဆောက်အုံတချို့ကလည်းပဲထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒီတစ်ခေါက်အပျက်စီးကအရန်များတယ်ကျွန်တော်ရဲ့ဆိုင်လည်းပြိုတယ်တိုင်သုံးလုံးလောက်လည်းပြိုကျသွားပါတယ်လို့မန်လေးမျိုးနေပြည်သူတယောက်ကဆိုပါတယ်။ ဒီနေ့နေ့လယ်၁၂:၅၂မိနစ်ဝန်းကျင်လောက်ကငလျင်စတင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး၆.၉ပြင်းအားရှိတဲ့အလွန်ပြင်းထန်တဲ့ငလျင်ဟာ စကိုင်းတိုင်းစကိုင်းမြို့နဲ့၃၄ကီလိုမီတာအကွာမှာဗဟိုပြုကလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ဒီတစ်ခါငလင်ကအချိန်လဲကြာတယ်တသက်နဲ့တကူတစ်ခါမှကိုမကြုံဘူးဘူးအားလဲတတော်ပြင်းတယ်ငလင်လဲလှုပ်ပြီးရောအဝေးရောက်နေတဲ့သူတွေကိုစိတ်ပူလို့ဖုန်းနေခေါ်နေတာဖုန်းတစ်လုံးမှခေါ်လို့မရပါဘူးလို့ရန်ကုန်မျိုးနေပြည်သူကဆိုပါတယ်ဒီငလင်တန်ကုန်ရန်ကုန်နေပြည်တော်ပဲခူးတိုင်းအေရတိုင်းနေပြင်တရုတ်နဲ့ထိုင်းနိုင်ငံဘက်မှလည်းပဲတိတိတတ်တာခံစားလှရတယ်လို့မျိုးနေပြည်သူတွေကဆိုပါတယ်ဘန်ကောက်မှာတတော်ပြင်းတယ်ပထမတော့ကျွန်တော်တို့အခန်းထဲမှာနေနေတာ တတုံခေါင်းကိုမူတယ်ကျွန်တော်တို့နေနေတဲ့ခိုင်ခိုင်မာမာတိုက်ကြီးတောင်ရမ်းခါနေတာအဲ့ဒါနဲ့လမ်းပေါ်ကိုအကုန်ပြင်းစင်လာရတယ်လို့ထိုင်းနိုင်ငံဘန်ကောက်မှာရောက်ရှိနေသူပါလဲဆိုပါရယ်မြန်မာနိုင်ငံမှာတော့နေ့လယ်12:55မိနစ်အချိန်ထိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ရင်ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်တွေအားလုံးအပြင်မန္တလေးပခုံးကူရင်းမာပင်မြောက်ရီမော်လမြိုင်ကျိုင်မယောမြောင်းမြာစတဲ့မြို့နယ်တွေအားလုံးမှာလည်းတိတိတသာခန်းစားရတယ်လို့သိရပါရယ်ရှင် ဆက်လက်ပြီးတော့အင်အားပြင်းပြင်းလင်းလှုပ်ခတ်မှုကြောင့်ပဲစကိုင်းတရာဟောင်းလည်းကြိုးကျတဲ့အကြောင်းဖော်ပြပေးပါမယ်။ဒီနေ့မတ်လ28ရက်နေ့လယ်12:52မိနစ်လောက်ကလှုပ်ခတ်ခဲ့တဲ့ပြင်းထန်ငလျင်ကြောင့်စကိုင်းတရာကြိုးကျပျက်စီးခဲ့တယ်လို့မန္တလေးမှာလည်းအထက်မြင့်တိုက်တချို့ပြိုကျပျက်စီးမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဂျာမနီဘူမိသိပ္ပံဌာနကတော့မြင်းကလေးဟာမွန်ရွာမြို့အရှိဘက်မိုင်30กว่าအနက်6.1မိုင်ကိုဗဟိုပြုတ်ပြီးတော့ Richter scale 6.9အဆင့်နဲ့လှုပ်ခတ်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါရယ်။အမြန်လန်းကြီးမိုင်တိုင်362ဖာလုံးမှလည်းပဲလမ်းပိုင်းတွေကွဲအပ်နေကြလို့ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့နေပြည်တော်နဲ့ဝမ်ရင်းမျိုးတွေမှလည်းပဲနေအိမ်တချို့ပြိုကျပြီးတော့အော်တတိုင်းတွေပြိုကျတာအိမ်တွင်းပြည်ပေါ်ကပျက်စီးတွေပြိုကျပျက်စီးတာတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါရယ်။ ဒါအပြင်တောင်ငူမျိုးနယ်မှာတော့လူမှုကွန်ရက်အသင်းအဖွဲ့ရုံးကတကူပြူကြခဲ့တယ်လို့ဥတရိုင်းနေပြူကြတာစစ်ဆောင်ရှိတဲ့ဖုံးတော်ကြီးကြောင့်ပြူကြပျက်စီးလို့စစ်ဆောင်တွေလည်းပြေးမိနေတယ်လို့သိရပါဗျ။ လက်ရှိမှာတော့ပိမိစစ်ဆောင်တွေကိုကယ်ဆယ်လုပ်ငန်းတွေလုပ်ကိုင်နေတယ်လို့သိရပါဗျ။ငလျင်လှုပ်ခတ်တာကတနိုင်ငံလုံးအတိုင်းအတာလှုပ်ခတ်ခဲ့တာဖြစ်လို့ပြည်စည်းဆုံးရှုံးမှုအခြေအနေအသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေစေဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့2025ခုနှစ်မတ်လ28ရက်နေ့ဒီနေ့မနက်အစောပိုင်းခွဲချိန်ပင်လယ်ပြင်ခီးတွင်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်အမြောက်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းပြီးတော့ကပ်လီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အသင်တင်ကနေတည်ထူတတ်ပါတယ်။ရောင်ကနေသတင်းနိုင်ကင်မရာတက်လျှောက်ပင်လယ်ပြင်ခီးတွင်မလို့သာခံမှန်းချက်ကတော့ဒီနေ့ပုံတဲကနေနောက်24နာရီအတွင်းမှာနေရာကွက်ကြာမိုးနှင်းငယ်ရွာပါမယ်။အမြင်တာအနေနဲ့ကတော့လေးမိုင်မိုးရွာစင်မှာတမိုင်ကန်နဲ့ရေပြင်လေးပြင်ဟာအနောက်ဓာတ်မှအနောက်တောင်ကိုတနအိုင်ဝပင်လယ်မိုင်10မိုင်ကနေ15မိုင်တစ်ခါတရံမိုင်20ရှိပါမယ်။ လိုင်းချင်းတွေဟာလိုင်းနေငယ်ကနေလိုင်းတင်တင်ရှိပါမယ်လိုင်းမြင့်ဟာ၄ဘီကနေ9ဘီကရှိပါမယ်ညောင်ကနေရခိုင်ကရန်တက်လျှောက်ပင်လယ်ပြင်ခရီးတော်မလို့သာခံမှန်းကျမှာတော့ဒီနေ့မွန်တဲကနေတော့24နှစ်အတွင်းမှာအများအပြည့်လာရပါမယ်အမြင်တာအနေနဲ့ကတော့9မိုင်ရေပြင်လေပြင်ဟာအနောက်တောင်ကိုအနောက်တောင်ကိုတနအီကိုပဲလဲမိုင်10မိုင်ကနေ15မိုင်တခါတရံမိုင်20ကနေ25မိုင်ရှိပါမယ်။လှိုင်းချင်းတွေဟာလှိုင်းနေငယ်ကနေလှိုင်းတဲ့တဲ့ရှိပြီးတော့လှိုင်းမြင့်ဟာ၄ဘီကနေ9ဘီကရှိပါမယ်ရှင်။ ဒါအပြင်2025ခုနှစ်ဧပြီလလပတ်အတွက်မူလဝတ္တနယ်စလားဗေဒခံမှန်းချက်ဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေမှာတော့ကပလင်ပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရေဝန်နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတော့တစ်ကြိမ်ကတော့ပုံမအကောင်းလာကမုန်တိုင်းငယ်ဖြစ်ကိုရောက်ရှိပါမယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာတိမ်အထက်တက်ကနေတိမ်ထွက်ပြီးတော့ကြံဘင်္ဂလားပင်လယ်မှာတိမ်နှဲငယ်ဖြစ်ထုံးပါမယ်။ မွေးရွာသုံးဖို့ချင်းနေဟာနေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောင်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာရွာသွန်းမြေအောင်ယုံနေနိုင်ပြီးတော့တရင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာရွာသွန်းမြေထပ်ပုံနိုင်ကရောင်းတိုင်းဒေသကြီးမိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအီယာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာရွာသွန်းမြေကမိုးထချုံရွာပါမယ်တရင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာ၁၀ရက်ကနေ၁၅ရက်ခန့် ရောက်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးအရှေ့ပိုင်းစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရီတိုင်းဒေသကြီးတရားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာ6ရက်ကနေ10ရက်ခန့်နဲ့နေပြည်တော်မန္တလေးတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးအနောက်ပိုင်းမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ10ရက်ကနေ9ရက်ခန့်မိုးထစ်ကြုံရွာပါမယ်နေဘူးချင်းကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောင်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာ ဧပြီလပြန်မျှပူချိန်ရဲ့1.5ဒီဂရီဆယ်စီယက်အထက်ပိုတိုင်းပြီးတော့ရောင်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာဧပြီလပြန်မျှပူချိန်ကတည်းကရှိပါမယ်။အေရီမြို့ဟာမြင်းကြီးနားမြို့ဗမော်မြို့ရွှေကူမြို့ကတားမြို့တပိတ်ချင်းမြို့မန်းလင်းမြို့စကိုင်းမြို့မြင်းမို့မြို့ပခောကူမြို့နဲ့ညောင်မြို့မှာ၅ပြည်ခွဲကနေ၈ပြည်ခန့်၆မြို့မဲဖို့မြို့မကွေးမြို့အောင်လံမြို့ပြည်မြို့စိတ်သာမြို့ ဟင်းရမြို့နယ်စလုံးမ၄ဘေကနေ၅ဘေခွဲကလက်ရှိရင်မှတ်တဲ့အထက်မြင့်တက်ပါမယ်။ချင်းနှင်းမြေကတော့ခန်းနီမြို့ဟ ோம் လင်းမြို့ဖောင်းမြင်မြို့မော်လိုက်မြို့ကလေးဝမြို့မင်းကင်းမြို့နဲ့ကဏီမြို့နဲ့မုံရွာမြို့တွေမှာတော့၂ဘေကနေ၄ဘေကလက်ရှိရင်မှတ်တဲ့အထက်မြင့်တက်ပါမယ်။ဒုထောက်ရီမြေကတော့တေဘောမှာဒုထောက်ရီမြေကတော့တေဘောမှာပေဝက်ခန့်ရွှေစာရံနဲ့မြင့်ငယ်မှာ၂ဘေကနေ၃ဘေကမြစ်တာမြေကတော့ကလေးမြို့မှာ၁ဘေကစစ်တောင်းမြေဟာတောင်ုံမြို့နဲ့မားတော့မှာတော့ပေဝက်ကနေ၂ဘေက ရွှေချင်းမြေဟာရွှေချင်းမျိုးမှာပေဝဲကဘကိုးမြေဟာဆောင်းတို့မျိုးနဲ့ဘကိုးမှာပေဝဲကနေတပေခွဲကတန်ရင်မြေဟာဖအံမျိုးမှာနှစ်ပေကတောင်းရင်မြေဟာမြောက်ရင်မျိုးမှာပေဝဲကငမောမြေဟာငတိုင်းเจ้าမျိုးသားပေါင်းနဲ့ပသိမ်မျိုးမှာတပေကနေတပေခွဲကတိုးမြေဟာမအိုပင်မှာတပေခွဲကနဲ့ဘေးလင်းမြေဟာဘေးလင်းမျိုးမှာနှစ်ပေခွဲကလက်ရှိရင်မတ်တွေအထက်မြင့်တက်လာနိုင်ပါတယ်ရှင်။ဒါအပြင်ပထမငလျင်ကစကိုင်းရေကားအင်းအောင်အရှိတောင်တောင်ကနေလှုပ်ခတ်ပါတယ် ရစ်တာစကေ9.9နဲ့ပါဒုတိယအငလင်ကတော့ဒရာဦးလျင်ကွင်းအနောက်မြောက်အောက်ပါကပါ6.4စကေနဲ့ပါအချိန်ကတော့ SD SDD တဲ့ကတနာရီ30ဖြစ်ပါတယ်ငလင်လှိုင်းတွေရဲ့ဖြာထွက်မှုကများတယ်တတိယငလင်ကတောင်ကြီးအနောက်မြောက်ဘက်ရက်ဆောင်မြို့တောင်ဘက်မှာက9.1စကေနဲ့လှုပ်ခတ်ပါသေးတယ်ဒုတိယငလင်နဲ့အချိန်တူပါတယ်ဒါကြောင့်တောင်ကြီးအင်းလီလာရှိုးတွေကိုငလင်ကလှုပ်ခတ်ထီသွားတာဖြစ်ပါတယ် နေပြည်တော်ကတော့စကိုင်းဖော့ရဲ့အဖျားဆုံးမှာရှိပြီးထိသွားတယ်လို့ဆိုပါရယ်။ဒါအပြင်မန်လင်းတောက်သူငလင်ကြောင့်ပြိုကျပြီးတော့မီးလောင်နေပေမဲ့မင်းငိမ့်တက်မဲ့သူမရှိပဲထိခိုက်ဒဏ်ရာရတဲ့သူများပြားတဲ့အကြောင်းဖော်ပြပေးပါမယ်။ဒီနေ့မော်လယ်ပိုင်းမှာလှုပ်ခတ်သွားတဲ့အလွန်ပြင်းထန်တဲ့ငလျင်ကြောင့်ပဲမန်လေးတက်သူပြိုကျပြီးတော့မီးလောင်နေပြီမြင်းငိမ့်တက်မဲ့သူမရှိဘူးလို့သိရပါဗျ။ မန္တလေးတောက်သူကတော့ငလင်ကြောင့်ပြိုပြီးတော့မီးလောင်နေတယ်။တခြားနေရာတွေလည်းတစ်မျိုးလုံးနေပါမီးတွေလောင်နေတာ။တောက်သူတဲမှာစာစစ်နေတာတွေရှိတယ်။အများကြီးပဲဆရာဆရာမတွေပါလို့တောက်သူဆရာမတူကဆိုပါတယ်။လက်တလုံးငလင်ကြောင့်မန္တလေးတောက်သူအတွင်းမှာလည်းပဲထိခိုက်ဒဏ်ရာရရှိသူများပြားကြောင့်သိရပါပါတယ်ရှင်။